မြန်မာလူရွေးစဉ်ကွင်းလယ်လူကျော်မင်းဦးဟာမလေးရှားစူပါလီထိပ်တန်းကလပ်အသင်းဖြစ်တဲ့တီရန်ဂါနိုအသင်းကိုပြောင်းရွှေ့သွားခဲ့တယ်လို့သိရပါတယ်။အသက်29နှစ်အရွယ်ကျော်မင်းဦးဟာခန်းစစ်ကွင်းလယ်ကစားသမားတဦးဖြစ်ပြီးဘဝနောက်ခံလူအဖြစ်လည်းပါဝင်ကစားနိုင်သူဖြစ်ပါတယ်။2023ခုနှစ်မှာမလေးရှားစူပါလီကလပ် PDRM အသင်းမှာကစားခဲ့သူဖြစ်ပြီးအဆိုပါအသင်းမှာအသင်းကောင်းဆောင်အဖြစ်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။တီရန်ဂါနိုအသင်းဟာကျော်မင်းဦးအသင်းကိုရောက်လာတာနဲ့ပတ်သက်ပြီး တော်မင်းဦးဟာအေးဆေးတည်ငြိမ်မှုရှိပြီးစီကံကောင်းတဲ့ကစားမအဖြစ်လူသိများသူဖြစ်တယ်လို့ကစားသမားဘုရားကလပ်အသင်းနဲ့နိုင်ငံလက်ရွေးစဉ်အသင်းတွေမှာအတွေ့အကြုံများစွာရှိတာကြောင့်စိတ်ချယုံကြည်ရတဲ့ကစားသမားတဦးဖြစ်တယ်လို့အသင်းရဲ့ထုတ်ပြန်ချက်မှာချီးကျူးပြောဆိုထားပါတယ်။မလေးရှားစူပါလိမှာအဆင့်3နေရာမှာရပ်တည်နေတဲ့တီရန်ဂါနုအသင်းနေနဲ့တော်မင်းဦးအသင်းကိုရောက်လာတာကြောင့်ခစစ်ပိုင်းနဲ့ကွင်းလယ်ပိုင်းပုံမှုအားကောင်းလာစေမယ်လို့ယုံကြည်နေပါတယ်။တီရန်ဂါနုအသင်းနေနဲ့ ကျော်မင်းဦးရဲ့စာချုပ်ပါအသေးစိတ်ချက်လက်တွေကိုထုတ်ဖော်ပြောဆိုထားခြင်းမရှိသလိုဘယ်နှစ်ခေါ်ယူတယ်ဆိုတာကိုပါထုတ်ပြန်ထားခြင်းမရှိပေမဲ့ဤဆက်တဲ့သတင်းတွေအရတရားစီစာချုပ်နဲ့သာခေါ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ကျော်မင်းဦးဟာမန္တလေးဘောလုံးအကယ်ဒမီကျောင်းထွက်တူဖြစ်ပြီး professional ကစားသမားဘဝကို AR United အသင်းနဲ့တူစတင်ခဲ့ကအဲ့နောက်ရန်ကုန် United အသင်းမှာကစားခဲ့ဘူးသူဖြစ်ပြီးတော့2023ခုနှစ်မှာ PRM အသင်းနဲ့အတူပထမဆုံးပြည်ပထွက်ကစားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။